မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုအတားအယေးတကြံပွဲတော်ကြောင့်ဘဝစသိမ်းမလားခဲ့သူမိဖုရားဆောလုံးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်မြမရာဇဝင်မှာအချီသားတန်ကရံများရည်အချစ်ကြီးလို့အမြန်ကြီးဆိုတဲ့ဆိုယိုးစကားတွေကမှန်ကန်ကြောင်းကိုတတ်သိပြခဲ့ပူတဲ့မိဖုရားတပါအမှန်တကယ်ရှိခဲ့ပူပါတယ်အဲ့ဒီသူကတော့အတားအယေးတကြံပွဲတော်ကြောင့် ကံဆိုးမှုမောင်ကြပြီးဘဝစတဲ့မလာခဲ့တဲ့မိဖုရားဆောလုံးပဲဖြစ်ပါတယ်။ရုပ်စင်းအင်္ဂါချောမောလာပါပြီ။ဘရင်အခြေဆုံးမိဖုရားတစ်ပါးဖြစ်ခဲ့တဲ့ဆောလုံးရဲ့ဘဝအကြောင်းကဘလို့ကြောင့်များရာဇဝင်တွေမှာစာတင်ရလောက်တဲ့အထိဖြစ်ခဲ့ရလဲဆိုတာကိုတော့ဒီဇလန်နဲ့တူဆက်လက်လေ့လာကြည့်အောင်ဗျာ။မိဖုရားဆောလုံးဟာရှမ်းပြည်မှာတီဘောစော်ဝါကြီးရဲ့သမီးတော်တစ်ပါးဖြစ်ပြီး တရုတ်ပြေးမင်းလိုလူသည်များတယ်။နေရတရာပရိမင်းရဲ့မိဖုရားတွေတဲကတပားဖြစ်ပါတယ်။နေရတရာပရိမင်းဆိုတာကတော့အလောင်းစီသူမင်းကြီးရဲ့မြေးရောဥဇနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးဗကံမင်းဆက်ရဲ့92ဆက်မြောက်မင်းလည်းဖြစ်ပါတယ်။နေရတရာပရိမင်းဟာဗကံထီးနှန်းကိုနှစ်ပေါင်း30ကျော်တိမ့်ပိုင်စိုးစံခဲနိုင်တာကြောင့်နန်းသက်ရှိတဲ့ဘရင်တပားအဖြစ်မှတ်ယူနိုင်ပြီ။ရာဇဝင်ကျမ်းတွေရဲ့ရေးသားဖော်ပြချက်အရဆိုရင်တော့ သူကကျမ်းမာရေးလဲအလွန်ကောင်းမွန်တယ်လို့တန်းဝေခြင်းနှာချေခြင်းများပဲမဖြစ်ဘူးတဲ့သူလို့သိရပါတယ်။ဒါအပြင်အစားအသောက်ကိုလည်းခုံမေနှိမ့်ချသူဖြစ်သောကြောင့်ပွဲတော်တဲတဲ့အခါမျိုးမှာဟင်းခွက်အရေးအတွက်300ပြည့်တော့မှသာလျှင်ပွဲတော်တဲလေးရှိတဲ့မင်းတပါအဖြစ်လဲသမိုင်းမတန်းနေခံရတာကိုတွေ့ရပါတယ်။နောက်ထပ်သမိုင်းရာဇဝင်ကျမ်းတွေထဲမှာတော့နရတိယပရိမင်းဟာအကြည်စားတန်တယ်လို့အမျက်ဒေါသလည်းကြီးပြီး စိတ်မတင်ရင်မတင်တယ်လို့ပြုလုပ်တတ်တဲ့သူလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့်အရာနိုးလာတဲ့အခါမှာဆိုရင်အနည်းနာမှရှိတဲ့လက်နက်သို့မဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ဘေးနားမှာရှိတဲ့ရန်ရွှေတော်တွေမူးမက်တော်တွေကိုပစ်ပေါက်တတ်တဲ့အခြေလည်းရှိပါတယ်။ဒါကြောင့်မိဖုရားဆောလုံးဟာနရတရာပရိမင်းကြီးအိမ်မောကြနေတဲ့အချိန်မှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်းဆဲထားရပြီးပြစ်ပေါက်လို့ထိခိုက်မိနိုင်တဲ့အခါမှာနာကျင်ချင်းမချိနိုင်နဲ့ ခရမ်းသီးတွေတံမြာသီးတွေကို ပြောင်းလဲထားရှိပေးရပါတယ်။နရတရပရိမင်းကြီးဟာသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်မိဖုရားစောလုံးကို အမျက်နှိုးဆုံးသူဖြစ်ပြီးမိဖုရဲ့ခေါင်းကြီးဖြစ်တဲ့မိဖုရားဖွားစောကိုတော့အယူသေးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားစောလုံးဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကျွယ်တယ်လို့အင်းဒီတိတ်ခါကြီးမှပြီး ဘာသာတရားကိုလည်းရိုသေကိုင်းဆိုင်တတ်သူဖြစ်တာကြောင့်သူ့ရဲ့အချင်းအများစုကိုဘာသာရေးနဲ့သာကြော်ဖြတ်လေရှိပါတယ်။ဒါ့အပြင်နန်းတော်အတွင်ပျော်ပွဲရှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုရင်လေကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲဘေးတနေရာမှာသာအตาရာဆံမြန်းနေတဲ့သူဖြစ်ပါတယ်။ဒီလိုအဆက်အကျောက်ကြီးမားလုံးနဲ့မိဖုရားဆောလုံးရဲ့ကြမာငင်မှုကတော့တခါတော့ညရာဒီချင်း ARI မြေကန်းတဲ့ဘေးမှာအတာတကြံပွဲတော်ကျင်းပရာကစတင်ခဲ့ပါတယ်။ အဲ့ဒီတော့ကနရတရာပရိမင်းကြီးဟာတကြံပွဲမှာရေကစားဖို့အတွက်လူအများမမြင်နိုင်အောင်နန်းတော်ကနေမြေစိတ်အထိအမိုးကားတွေခြံရံပြီးတွားရောက်ခဲ့ပါတယ်။မြေစိတ်ကိုရောက်တဲ့အခါမှာလဲမိဖုရားတွေကိုလို့တော်တွေမောင်မမိတ်တန်တွေနဲ့အတူရေကစားမှန်းတက်မှာရေသပင်ပွဲဆင်နွှဲခဲ့ပြီးဒီလိုဆင်နွှဲတဲ့အချိန်တွေမှာဆိုရင်တော့မိဖုရားစောလုံးဟာသူ့ရဲ့မူလအကျင့်အတိုင်းပါဝင်စောကစားခြင်းမရှိဘဲမြေစိတ်အနီးက ယာယီတဲနှမ်းမှာသာဥပုပ်တီလာစောင့်တည်နေခဲ့ပါတယ်။ဒီအချိန်မှာတော့အကြည်စားတန်တဲ့နေရတရားပရိမင်းကြီးဟာအိန္ဒိယကြီးလုံးနဲ့သူ့ရဲ့မိဖုရားဆောလုံကိုရေတွေရှူရှူဆွဲယုံများမက ရေမုန်းအောင်ပတ်ဖို့အတွက်ဘေးမှာရှိတဲ့မောင်မမိတ်တန်တွေကိုအမိန်ပေးခဲ့ပြီးယာယီတဲနှမ်းမှာရှိတဲ့ဆောလုံကိုလည်းသူ့ရှိလာရောက်ခါစားဖို့အတွက်အခါတော်လွှတ်လိုက်ခဲ့ပါတယ်။ အချိန်ဤရရက်ကိုသတိမမီမှုတဲ့စောလုံးကတော့လင်းတော်မောင် အရှင်မင်းကြီးရဲ့အမိန်တိုင်းရှေ့တော်မကိုခါစားဖို့အတွက်ရေကစားမန်းနဲ့စီကိုဝင်လာခဲ့ပါတယ်။ဒီလိုနဲ့မန်းနဲ့ထဲရောက်တဲ့အခါမောင်မမိတ်တန်တွေကအရှင်မင်းကြီးမှာကြားခဲ့တဲ့အတိုင်းမိဖုရားစောလုံးကိုတကူလုံးရှူရှူဆွဲယုံတာမက အသက်ရှူကြအောင်ရေတွေလောင်းပတ်လိုက်တာကြောင့်အချက်ကိုအသက်ထက်ပိုတန်မိုးထားသူစောလုံးခမရမှာလူပုံအလဲမှာအချက်ကွဲရတဲ့အပြင်အခြားသောမိဖုရားတွေနဲ့ ရန်ရှိတော်တွေရဲ့ရည်မောမှုကိုပါရရှိခဲ့ပါတော့တယ်။ဒါရင်မကသေးပဲခင်မောတော်ဆက်သူနေရတရားပရိမင်းကပါ သူ့ရဲ့ဖြစ်ရင်ကို ရှူစားပြီးသဘောတရားနဲ့တတော်တော်ရည်မောနေခဲ့တာကြောင့်စောလုံးရဲ့စိတ်မှာပုံမခံစားရခတ်သွားခဲ့ပါတယ်။အဲ့ဒီတော့ကအသာရေသပင်ပွဲတော်ဆိုတာရေကိုခန္ဓာကိုဆိုယုံမြတာရင်ရင်ကြီးကြီးပပျံလေးရှိတဲ့ဓလေးဖြစ်တာရှိသေးတာပါဒါကြောင့် ခေါင်းဆာချေရဆုံးတကူလုံးရှိုးရှိုးဆွဲပြီးအသက်ရှူကြလာအောင်ရေရီလောင်းချခံရသူစောလုံးအတွက်တော့ဒီအဖြစ်ဟာအသေးခိုက်အောင်အလွန်နာကျင်စရာကောင်းခဲ့တယ်လို့ခင်မုန်းဖြစ်သူအပေါ်မှာလဲနာကြီးစိတ်တွေရန်ညိုးတွေပေါ်ပေါက်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ကိုအချက်ကွဲစေသူနေရတရာပရင်မင်းကိုဂလစားချေဖို့ကြံစီခဲ့ပြီးကြံစီတဲ့အတိုင်းလဲမင်းကြီးပွဲတော်တဲမဲ့ပွဲတော်အုပ်ထဲကိုအစိတ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ဘယင်တွေရဲ့ဖုံးကန်အချိန်ဟွာကအင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်းနရတိယပရိမင်းရဲ့ဖုံးကန်အဟုန်ကလည်းထိုးစင်အချိန်မှာမြင့်မားနေခဲ့တယ်လို့ဆိုပါတယ်အကြောင်းကတော့ပွဲတော်မတဲခင်အချိန်မှာ အနီးနားမှာရှိတဲ့ခွေးတကောင်က အမတ်မထင်ဆိုသလိုရောက်ချီလာခဲ့တာကြောင့်မင်းကြီးကလည်းဒီအချင်းရပေါ်မှာမတင်ကားဖြစ်ပြီးသူ့ရဲ့ပွဲတော်အုပ်ထဲကဟင်းတစ်ဖက်ကိုခြာကျွေးခဲ့ပါတယ်။ဒီအခါမှာတော့ခွေးဟာခြာကျွေးခဲ့တဲ့အသားကိုစားပြီး အချိန်ခဏအတွင်းမှာတွင်တည်ဆုံးခဲ့တာကြောင့်နေရတီယာပရိမင်းဟာသူ့ပွဲတော်တဲမဲ့ဟင်းတွေထဲမှာအစိတ်ပါဝင်နေတယ်ဆိုတာကိုသတိမူသိရှိသွားပါတော့တယ်။ပွဲတော်ဦးထဲမှာအစိတ်ပါဝင်နေကြောင်းကိုမင်းကြီးသိရှိသွားချိန်မှာတော့ဒေါသဘုံထားပြီးပွဲတော်ဦးဆက်တာသူကို ရှေ့တော်မှာခေါ်ဆောင်လာဖို့အမိန်ပေးလိုက်ပါတယ်။ဒီအချိန်မှာမိဖုရားတွေထဲမှာတပားဖြစ်သူမိဖုရားဖွားစောကမင်းကြီးပွဲတော်တဲဖို့အတွက်နေ့စဉ်လာဖို့တဲ့ဟင်းခွက်တွေတဲက ဘယ်ဟင်းခွက်ကိုဘသူကဆက်တာပါတယ်ဆိုတာကိုအတိအကျမှတ်ရတာဖြစ်တဲ့အတွက်အစိပ်ပါတဲ့ဟင်းခွက်ကမိဖုရားစောလုံးဆက်တာတာဖြစ်ကြောင်းကိုရှောက်တင်ပါတယ်။ဒီလိုနဲ့စောလုံးတရဘယင်းရှိတော်မှာရောက်တဲ့အခါမှာတော့မင်းကြီးဟာမောင်မမိန်တန်တွေကိုမိမိအားရေပတ်ဖို့အတွက်စိတ်ကိုင်းခဲ့ပြီးလူပုံအလဲမှာလည်းရာဇအင်ဒရီပြက်အောင်အဆက်ခွဲခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလောက်ကျန်ခြင်းဖြစ်ကြောင်း ဒီအတွက်မင်းကြီးပေးလိုတဲ့အဖြစ်ကိုပေးနိုင်ကြောင်းဆိုတာကိုကြောက်ရွံ့ခြင်းအလင်းမရှိပဲရဲရဲဝံ့ဝံ့ရှောက်တင်လိုက်ပါတော့တယ်။အဲ့ဒီလိုရှောက်တင်တဲ့အခါမှာလဲဟဲဘဘုတ်တန်မြေနေငါကို AR မြေထဲလူပုံအလဲမှာအဆက်ခွဲခဲ့တာမိနေပြီလားဟုဆိုကစောလုံးကမင်းကြီးရဲ့မျိုးရိုးစာတိကိုဖော်ကမချီမငံပြောဆိုပါတယ်။နေရတရာပရင်မင်းရဲ့မေတော်ဟာဆိုရင်တော့မြစ်တာရာသူဘဘုတ်တဲရဲ့သမီးဖြစ်ပါတယ်။ ီကမှာတော့စောလုံးရဲ့စကဲလုံးတွေဟာရခင်ကလေးကအမြတ်ဒေါသကြီးမားတဲ့နရတိဟပရိမင်းကိုပုံမစိတ်ဆိုးဒေါသထွက်သွားစေခဲ့တယ်လို့မိဖုရားစောလုံးကို ဖိုးချင်းထိုးပြီးစီရင်စေလို့လဲအမိန်တော်ချမှတ်ခဲ့ပါတယ်ဒီလိုစီရင်ဖို့အတွက်လဲဘဘဲသမားဦးရေတထောင်ကျော်ကိုအသုံးပြုပြီးအချိန်တို့အတွင်းမှာတန်ကျက်စင်ကို ပြုတ်လုစေခဲ့ပါတယ်တန်ကျက်စင်ကိုပြုတ်လုနေတဲ့အချိန်တွင်းမှာတော့မိဖုရားစောလုံးက ခံမှန်းထားရှိတဲ့အချိန်နဲ့ဆွဲပြီးခုနှစ်ရက်ကြာပြုတ်လုပ်ပြီးဘဘဲသမားတွေကိုရွှေငွေတွေပေးကတိတ်တိတ်ဆိတ်တောင်းဆိုခဲ့ပါဗျ။အဲ့ဒီခုနှစ်ရက်အတွင်းမှာတော့စောလုံးဟာတဏီကုံဆိုသလိုတရဏကုံတီလာဆောက်တည်ပြီးဖျားကုံတော်တရားကုံတော်နဲ့တန်ဃာကုံတော်တွေကိုရုတ်ဖက်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။ခုနှစ်ရက်မြောက်သောနေ့ကိုရောက်ရှိလာချိန်မှာတော့ဘီဗျာစောလုံးဟာသူနဲ့အမျက်တစေရှိနေတယ် စိတ်ပတီးကိုလက်မှာကင်ပြီးမီးဘူးချိန်တွေကြောင့်ရဲရဲနီနေတဲ့တန်ချက်စင်ကြီးပေါ်ကိုတက်လာခဲ့ပါတယ်။ဒီလိုတက်လာခဲ့တဲ့အချိန်မှာတော့ကြောင်းရုံတောင်းတော့ချင်းမရှိပဲတက်လာခဲ့တာဖြစ်တယ်လို့ကွက်မြက်ခံရတော့ကိုစောင်းဆိုင်နေတဲ့အချိန်တို့အတွင်းမှာပဲရေဒနာသုံးမရဲ့ဂုံတော်တွေကတခုပြီးတခုအာယုံပြုတ်ပွားများနေခဲ့တယ်လို့ဆိုပါတယ်။စောတော်တရားတန်ကျက်စင်ပေါ်ကိုရောက်ရှိပြီးအချိန်ခဏအတွင်းမှာပဲမိုးကောင်းခင်မှာမိုးသားတွေ တိမ်ဆိုင်တိမ်ခဲတွေပေါ်လာခဲ့တယ်လို့နန်းတော်ကြီးတစ်ခုလုံးနဲ့မိုးချိုပြည်တန်တွေနဲ့မိုးချင်းတန်တွေကြောင့်တုံခါနေခဲ့ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်ချိန်တွေမှာပဲမိုးတွေကတဲထန်စွာရွာချခဲ့တာကြောင့်တန်ကျက်စင်ကိုအပူပေးထားတဲ့မိတွေကလည်းငိမ့်သက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘယင်မီးမြက်ကအကိစ္စမပြီးမချင်းတန်ကျက်စင်နဲ့ပြုတ်လောက်ရမယ်လို့အမိန်ပေးထားတာဖြစ်တဲ့အတွက် အမှုတန်းတွေမှာလည်းမင်းမိန်ကိုရှောင်လွှဲခြင်းမရှိဘဲနှောက်တရက်မှာထပ်ပြီးမိဖုရားကိုတန်ကြပ်စင်ပေါ်တင်ရပြန်ပါတယ်။ဒီအခါမှာလည်းပထမရက်တိုင်းမိုးတွေရွာချတာဖြစ်တာကြောင့်မီးတွေငိမ့်သားခဲ့တယ်လို့တတိယမြောက်နေ့ရောက်ပြန်တော့လဲအလားတူဖြစ်ရက်တွေနဲ့ကြုံတွေ့ခဲ့ပါတယ်။ဒီလိုမျိုး၃ချိန်တိုင်းတိုင်းမီးတွေငိမ့်ခဲ့ရပြီးနောက်မှာတော့မိဖုရားဆောတော်ဟာသူမအနေနဲ့ယေသနာသုံးပါးနဲ့ဂုံတော်ဒီပွားများရခြင်းရဲ့အကျိုးအားကြောင့် အခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်စင်ချင်မိခဲ့ပါတယ်။ဒါကြောင့်လဲမိမိသည်အတိတ်ဘဝကံကကံကြမ္မာဝေကျွေးကြောင့်ယခုဘဝတွင်ယခုကဲသို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီ။ငါသည်ချမ်းသာခွင့်ရမည်မဟုတ်လျင်တက္ကနာချင်းမှာပင် လောင်ကျွမ်းပါစေဟု၍အတိတ်ထံပြုလိုက်ပါတော့တယ်။အဲ့ဒီတော့မှသာစောလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးချက်ချင်းဆိုသလိုမီးဟုံဟုံတောက်လောင်ပြီးပြာကြသွားခဲ့ပါတယ်။ သူနှစ်သက်မြန်လို့ရတဲ့မိဖုရားစောလုံးကိုသူပေးတဲ့အမိန်တိုင်းစီရင်ပြီးတဲ့အကြောင်းကိုနေရတေရပရိမင်းကြီးကြားသိပြီးအချိန်မှာတော့နောင်နာကြီးစွာရခဲ့ပြီအိတ်မပြောစားမဝင်ပဲတောကဗျာပါရဝီကနန်းတော်တစ်ခုလုံးမှာလဲစောလုံးငါကိုစောင့်မှာဆိုတဲ့တန်းတာဟိဟော်တန်တွေကပဲ့တင်ထက်နေခဲ့ပါတော့တယ်နေရတေရပရိမင်းရဲ့ဒီလိုဖြစ်ရင်တွေကိုမြင်တွေ့ရချိန်မှာတော့ရဟန္တာအရှင်သူမြတ်တို့က ပရိသတ်ရတော်တွေကိုဟောကြားရွတ်ဖတ်ပေးခဲ့ကြသလိုပုံသားတို့ကလည်းဘေးရင်အတွက်ရရားတွေခြေပေးခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မင်းကြီးဟာသူ့ရဲ့လက်ချက်နဲ့တိမ်မာသွားခဲ့သူမိဖုရားစောလုံးအတွက်ရည်စူးပြီးမင်္ဂလာစေတီလို့အမည်ရတဲ့ကောင်းမှုစေတီတော်တဆူကိုတည်ထားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားစောလုံးအတွက်ရည်စူးပြီးနေရတိဟပရိမင်းကြီးတည်ခဲ့တယ်။မင်္ဂလာစေတီကိုတော့ ကံမြို့တောင်ဘက်လေးဖာလုံခန့်အကွာရှိတဲ့မြင်းကဘာရွာမြောက်ဖက်မှာဖူးတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီစေဒီကိုတည်ခဲ့တဲ့အခါနေရတရားပဒီမင်းကရွှေစည်းကုံဖရားရဲ့အသွင်တရံအတိုင်းတီးဆောက်ဖို့စီကိုင်းခဲ့ပြီ။ရွှေစည်းကုံဖရားနဲ့တူညီမှုမရှိပါကပယံသမားတွေရဲ့အသက်ကိုဇီဝိန်ချေမှာဖြစ်ချောင်းကိုလည်းမိန့်တော်မူခဲ့တာကြောင့်ပယံသမားတွေကလည်းမြင်းစီပြီးရွှေစည်းကုံဖရားကိုပြေးကြည့်လိုက် မင်္ဂလာစေတီတည်လိုက်မဲ့နေရာကိုပြန်လာပြီးဖះတည်လိုက်လောက်ခဲ့ကြပါတယ်ဒီလိုမျိုးကားတော့ကောက်ပြန်အပြေးလွှားလာခဲ့ရတာကြောင့်စေတီတည်နေတဲ့အချိန်တို့အတွင်းမှာမော်ဘီအသက်ဆုံးရှုံးခဲ့တဲ့မင်းကိုးကောင်တော်ရှိတယ်လို့ဗဇက်ရာဇဝင်တွေအရာအသိရှိရပါတယ်ဘီဘီယားဆောလုံးနဲ့ဆက်ဆက်လျက်ရှိနေတဲ့နောက်ထပ်ဖះတစုကတော့ဗကံမျိုးတောင်မချန်အနောရထာလမ်းမကြီးရဲ့ဘေးဘက်မှာရှိနေတဲ့မိငိန်ကုံဖះဖြစ်ပြီးဒီဖះဟာဆိုရင် မြင်းပြားကူနွားပြားကူနဲ့တဝါကူဖျားတို့နဲ့မနီမဝေးမှရှိတာဖြစ်ပါတယ်ဒီဖျားဟာမိဖျားဆောလုံးကို ဖိုးချင်းထိုးပြီး မကွက်မြက်ခင်အချိန်ဟိုးရင်ကလေးကအဲ့ဒီနေရာမှာဘွဲမြီမသိတဲ့ဆက်နဲ့ရာစုလက်ရာအချက်ကူဖျားအဖြစ် ရှိလို့နေခဲ့တာပါဒီလိုနဲ့မိဖျားဆောလုံးကိုကွက်မြက်ခဲ့တဲ့အချိန်မှာတော့မိသုံးချိန်ငိမ့်ခဲ့တာကြောင့်အဲ့ဒီကူဖျားကိုလည်းမိငိမ့်ကုန်ဖျားလို့သတ်မှတ်ခေါ်တွင်ခဲ့ကြပါတယ် မိဖုရားစောလုံးရဲ့တမိုင်းဖြစ်ရင်ကိုသိရှိကြတဲ့သူတွေအနေနဲ့ကတော့ဗကံကိုအလဲရောက်ရှိတဲ့အခါတိုင်းမှာဆိုရင်တော့အဆိုပါမိငိန်ကုန်းဖုရားကဝင်ရောက်လိလာတဲ့နဲ့ဖုရားတဆူဖြစ်တယ်လို့ဗကံခိရဲ့ကြံရှိတယ်အနုတုခုမှလက်ရာတွေကိုလည်းလိလာနိုင်တဲ့ဖုရားတဆူဖြစ်ပါတယ်ကြည်စားလိုစိမ့်နဲ့အရှက်စိတ်လွန်ကဲမှုကနေတဆင်းဖြစ်ပေါ်လာတယ်။နေရတရားပရိမင်းနဲ့မိဖုရားစောလုံးတို့ရဲ့ဇလန်းဟာဗကံတမိုင်းမှာရှိခဲ့ဘူးတဲ့ဆိုပေမဲ့ အချိန်ကာလအတော်ကြာမြင့်လာတာနဲ့အမျှဒီနေ့ခေတ်နှောင်းလူတွေကြားမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ဒန်နာရီတပုတ်အဖြစ်သာကြံရှိ၍နေပါတော့တယ်ခင်ဗျာကျွန်တော်တင်ဆက်ပေးလိုက်တာကတော့အတားရေသပင်ပွဲကြောင့်ဇာသိမ်းမလာခဲ့သူမိဖုရားဆောလုံးကြောင့်ပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းကြိုင်းနေတတ်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ဗျနောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာအစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးပို့မြေတားရက်ခံပါရစေ။ကောင်းသောကြံနှစ်သိက္ခာစပြီးကကြီးသောမားကိုအမြန်ဆုံးကြော်လွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့ကြံနှစ်သိက္ခာစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။